ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုစီးဝေးလာတဲ့တဲ့စစ်ကောင်းဆောင်မင်းအောင်နိုင်ကိုမြန်မာတချို့ကကန့်ကွက်ဆန္ဒပြရမှာထိုင်းမျိုးသားရေးဝါဒီအဖွဲ့ဝင်တချို့ကဟန်တားခဲ့ကြတယ်လို့ထိုင်းမီဒီယာတွေမှာဖော်ပြပါဗျ။ကန့်ကွက်မှုတွေကြားရကဘင်းစတက်အစည်းအဝေးခန်းမှာရောက်လာခဲ့တဲ့မြန်မာစစ်ကောင်းဆောင်ကိုထိုင်းနိုင်ငံကြောင့်မြန်မာရွှေပြောင်းလူသားများကုစားပြုဖွဲ့ Bright Future ကဗန်ကောက်မြို့ကုလသမဂ္ဂရုံးရှိမှာဒီကနေ့မနက်ပိုင်းကကန့်ကွက်ဆန္ဒပြဖို့ပြင်ဆင်နေချိန်မှာထိုင်းမျိုးသားရေးဝါဒီတွေကဟန်တားခဲ့ကြတာပါ။ Brand Future အဖွဲ့ဝင်နဲ့ဆန္ဒပြပွဲစီစဉ်တဲ့ဝီရာစန်ထောင်ဆန္ဒပြမဲ့နေရာကိုရောက်လာချိန်မှာထိုင်းမျိုးသားရေးဝါဒီအဖွဲ့ဝင်တို့ကတားဆီးခဲ့ပြီးတော့ဂျုံရင်းစံခတ်ဖြစ်သွားခဲ့ပါတယ်။အခြေအနေကိုအသိရောက်ရှိနေတဲ့ထိုင်းရဲတပ်ဖွဲ့ဝင်တွေကတားဆီးခဲ့ပြီးတော့ဝီရာစန်ထောင်ကိုကာကွယ်ပေးခဲ့ရပါတယ်။ထိုင်းမျိုးသားရေးဝါဒီအဖွဲ့ဝင်တို့ဟာကုလအဆောက်အုံအနည်းကိုအတန်ချက်ဆက်ပါဝင်တဲ့ထရက်ကားပေါ်ကနေလဲတံပြန်ဆန္ဒပြခဲ့ကြပါတယ်။ ทศไทยไม่ต้อนรับฆาตกรเผด็จการมิตรออฟไลน์ การประชุมครั้งนี้เปื้อนไปด้วยเลือดของคนบริสุทธิ์กว่า6,000คนဘင်စတာစီဝေးတက်လာတဲ့စစ်ကောင်းဆောင်ကိုအစည်းအဝေးပြုလို့ရဘန်ကောက်မြို့ရှန်ဂရီလာဟိုတယ်မှာလဲထိုင်းကျောင်းသားလူငယ်တူကဆန္ဒပြခဲ့ပါတယ်။လူသက်သမားအာနာရှင်မေအောင်လိုင်ကိုထိုင်းနိုင်ငံကမကြိုဆိုကြောင်းအခုကျင်းပတဲ့ဘင်စတာစီဝေးဟာလဲသွေးစွန်းတဲ့အစည်းအဝေးဖြစ်ကြောင်းအဲ့ဒီကျောင်းသားကအဟိဆန္ဒပြခဲ့တာပါ။ဒီစီဝေးထဲမှာရှိတဲ့ခင်ဗျားတို့တယောက်မှမရှက်ကြဘူးလား။ ဒီမိုကရေစီရေးလို့ပြောပြီးတော့အပြစ်မဲ့တဲ့ရက်သားတွေတက်နေတဲ့အာဏာရှင်ကောင်နဲ့ညသာစားနိုင်ကြလားလို့လဲဆန္ဒပြចောင်းသားလူငယ်ကအော်ဟစ်မေးခွန်းထုတ်ခဲ့ပါတယ်။ဆီအာနာသိန်းနာနိုင်ငံအတွင်းလူခွင့်ရေးချိုးဖောက်မှုတွေကျူးလွန်တာစတာတွေကြောင့်အာဆီယံထိပ်သီးအစည်းအဝေးတွေတက်ခွင့်ပိတ်ပင်ခံရတဲ့စစ်ကောင်ဆောင်ဟာထိုင်းဆိုရရဲ့ဖိတ်ကြားမှုနဲ့ဘင်းစတက်အစည်းအဝေးကိုတက်ခွင့်ရခဲ့တာပါ။စစ်ကောင်ဆောင်မင်းအောင်နိုင်ရဲ့ထိုင်းနိုင်ငံခီးစဉ်မတိုင်မီမှာဒီအစည်းအဝေးကိုတက်ခွင့်မပေးဖို့ထိုင်းအာနာဘာနီကိုရပ်ဖတ်လူမှုအဖွဲ့အစည်းယာနဲ့ချီပြီးတော့ကန့်ကွက်တောင်းဆိုခဲ့ကြပါတယ်။ စစ်ကောင်းဆောင်ထိုင်းရောက်နေစင်မှာလဲကန့်ကွက်ဆန္ဒပြမှုတွေနဲ့ထတ်ကြုံခဲ့ရတာပါစစ်ကောင်းဆောင်မေအွန်လိုင်းကတော့ဘင်းစတက်အစည်းအဝေးမပြီးမီမနေ့ကည9:00နာရီမှာပဲထိုင်းနိုင်ငံကနေမြန်မာနိုင်ငံကိုပြန်သွားခဲ့ပါတယ်ခင်ဗျာ